တိုင်းတစ်ပတ်မှရောက်ရှိနေကြပါပြီ။ရိုးရမပြတ်ချီဖြူပွဲမင်္ဂလာအခမ်းအနားကိုထိုင်းနိုင်ငံရောက်ပြင်တိုင်းသားတွေစုပေါင်းကျင်းပခဲ့ကြပါတယ်။ဒီအကြောင်းပြည့်စုံကိုကျွန်တော်တို့ဝိုင်းတော်သူမခင်ကြီးကတင်ပြပေးမှာပါ။ဆက်မဲဆောက်မျိုးကတောရဖုံးတော်ကြီးเจ้าမှာမဲဆောက်ဒေတာရင်းကိုရောက်နေတဲ့ကရင်တိုင်းရင်းသားတွေစုပေါင်းပြီးတော့စက်တင်ဘာလ1ရက်ဝါကောင်လပြည့်နေ့က 20ကြိမ်မြောက်ကရင်ရိုးရာချီဖြူဖွဲ့မင်္ဂလာအခမ်းအနားကိုကျင်းပခဲ့ကြတာပါ။ကတော့ဆိုတော့ဒါကဒီစနိုင်ငံလုံး တိုင်းတာနဲ့ပဲဖြစ်စေပုံတီတွေမှာတူဖြစ်ပေါ်တော့ဒီလူရပွဲတွေဝစီတီကာကကျင်းပနိုင်ရောအကောင်းဆုံးပေါ့ဒါပေမဲ့ကျွန်တော်တို့ဗမာနိုင်ငံအနေထားမှာဗမာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေထဲမှာခရင်တွေရဲ့ကျွန်တော်တို့ခရင်လူမျိုးတွေအပေါ်တော့တနိုင်ငံလုံးမှာပြန့်နှံ့နေထိုင်တာပဲရှိတယ်ပေါ့တနိုင်ငံမှာပြန့်နှံ့နေထိုင်တာရှိတဲ့အခါကျတော့လက်ဆံရဒေသတွေမှာပဲစုပြုံပြီးတော့လောက်ကြလေးအစဲလာရှိတယ်ပေါ့တနိုင်ငံလုံးတိုင်းတာနဲ့စုပြီးတော့တနေရာထဲမှာလောက်ဖို့ကြတော့ခက်ခဲတယ်ဟိုဒါပေမဲ့တော့အဲ့လိုမျိုးပွဲတော်မျိုးဖြစ်လာဖို့လည်းပဲကျွန်တော်ပြောပြနေ တဲ့ပုံမှာတနိုင်ငံလုံးမှာရှိတဲ့ခရင်တွေအားလုံးပူပေါင်းပါဝင်နေတဲ့ပွဲတော်ကြီးအခုတော့လှုပ်ကြတဲ့သူ့နေရာနဲ့သူပဲနီးစပ်နီးစပ်ကြောင်းနဲ့လှုပ်ကြတယ်ဆိုလိုတာကအထိမ်းမှတစ်ခုဖြစ်အဲသဘောတရားကဒီနေရာထဲမှာပဲဒီတနိုင်ငံလုံးမှာရှိတဲ့ခရင်တွေအားလုံးတိုင်းရင်းသားတွေပေါ့နော်အားလုံးမှာပူပေါင်းပါဝင်လာနိုင်တဲ့ဒီညီချင်းမှုပွဲတော်လို့ကျွန်တော်တို့ပြောလဲခရင်တိုင်းရင်းသားတွေအားလုံးညီညီချင်းချင်းနေထိုင်လို့တဲ့ဆန္ဒနဲ့ညီ ကရင်ရိုးရအစင်လာတွေကိုထိမ့်သိမ်းပြီးနေထိုင်သွားကြဖို့တိုက်တွန်းထားတဲ့တဝင်းလွာတဆောင်ကိုလည်းကရင်မျိုးသားစီယုံကရင်ယူရနေပြီးလက်ချီပွဲအခမ်းအနားကိုပြပိုးခဲ့ပါတယ်။ အခု27ချိန်မြောက်ပြီပါတော့ဒီခင်ဗျာတို့အတ္တကကျင်ပါကြီးရချင်ကျွန်တော်တို့ကရင်အားလုံးကရင်မျိုးသားတွေအားလုံးပြန်လဲစုစည်းနေတိုင်းကြဖို့အကြောင်းဖြစ်ပါတယ်ခင်ဗျာအော်ကျွန်တော်တို့ဝမ်းသာတင်နေတူတူကြတာကျွန်တော်တို့မင်းခင်ကရင်နေရောကကျွန်တော်တို့ဒီကနေ့မှာပဲသူတို့ဟာကျွန်တော်တို့မြန်မာအဆွေအားနဲ့ဥသိမ်းဆိုင်အဆွေအားနဲ့သူတို့သူတို့ဟာဆွေးနွေးပွဲသွားလို့ဖို့ဒီနေ့မှာပဲဆင်းသွားပါတယ်ခင်ဗျာ လက်တွေတွေ့ကျွန်တော်တို့ဆစ်ဆက်ပဲကျွန်တော်တို့ပြင်အမျိုးသားတွေအားလုံးကိုကျွန်တော်တို့ကဒီကျွန်တော်တို့လိုလာနေတဲ့ပန်းတိုင်ကို ရောက်မယ်လို့ရမယ်လို့လည်းကျွန်တော်တို့ညွှန်နိုင်ပါတယ်။အော်ကျွန်တော်တို့တကယ်ကျင်းပနိုင်မယ်ဆိုရင်ကျွန်တော်တို့အမိမြင်အမိမြင်မှာပဲပြန်လုပ်ပပြန်ကျင်းပချင်ပါတယ်ခင်ဗျ။အပြိတက်၃ထောင်လောက်တက်ရောက်ခဲ့ကြတဲ့အဲ့ဒီအခမ်းအနားမှာကရင်ရိုးရာအတုံးဆောင်တွေရောင်းချပေးခဲ့ပြီးတေဂီတာဖျော်ဖြေတိစက်မှုတွေလည်းပါဝင်ခဲ့ပါတယ်။ Thank you.